တလားတာနဲ့ပတ်သက်တဲ့ကံကြမ္မာအဟောများကိုဟောပြောပေးမှာပါအဲ့လိုဟောပြောပေးတဲ့ဆိုတဲ့အခါမှာအလုံးကိုင်းနောက်ငွေကြီး ်အဲနောက်ပြီးတော့ကျမ်းမာရေးနောက်လူမှုရေးနောက်ပညာရေးဘာသာရေးခရီးနဲ့ပတ်သက်တဲ့အကြောင်းလေးစာနောက်ရန်အတိုက်ခိုက်ဆိုပြီးတော့ဒါလိုအပ်ထားလေးတွေကိုဒါတဲရော့ကန်လေးတွေနဲ့ကျွန်တော်တက်ကတ်ချင်းကြည့်ပြီးတော့ပြည့်ပြည့်စုံစုံလေးဟောပြောပေးမှာပဲဖြစ်ပါတယ်မိတ်ဆွေများကဗီဒီယိုဖိုင်လေးကိုကြည့်ရှုအားပေးနေပြီဆိုရင်ဘေးမှာရှိတဲ့အသေးလေးကိုနှိပ်ပြီးတော့ like လုပ်ပေးပါဦးနောက် follow မလုပ်ဝသေးတဲ့သူများကလည်းပဲအပေါ်မှာရှိတဲ့အပေါင်းလေးကိုနှိပ်ပြီးတော့ follow လုပ်ခဲ့ပေးလို့ရပါတယ်ခင်ဗျာ ကဲတော့ကြာသာဝေးသားမိများတွေပထမဆုံးတော့အလုတ်ကင်နဲ့ပတ်သက်တဲ့အခြေအနေလေးကိုကျွန်တော်စပြီးတော့ကြည့်ပေးပါပြီ။လုံငန်းကင်ငန်းပိုင်းနေနဲ့ပတ်သက်တဲ့တိုးတက်အောင်မြင်မှုတွေကိုရရှိစေနိုင်ပါလိမ့်မယ်။အလုတ်မှာစူရူးဝယ်ရူးဂုံတို့တွေရတတ်ပါလေ။နာမည်ကုန်တင်းတွေကျော်သောစေပါလိမ့်မယ်။လုံငန်းကင်ငန်းပိုင်းအခြေအနေတွေကတအားကိုအောင်မြင်တိုးတက်စေနိုင်တဲ့အခွင့်အလမ်းကောင်းတွေကိုရရှိစေမယ်လာတလာကိုရောက်ရှိလို့နေပြီလို့တွေ့ရပါတယ်။အဲ့တော့ ဒါကြာသာပလေးသားမီးတော်တော်များများကအလုံးမရှိသေးတဲ့သူဆိုအလုံးရှားသွားတာအလုံးရှိနေတဲ့သူဆိုလို့ရှိရင်အလုံးနဲ့လက်နဲ့မပြတ်လုံနေရတာမျိုးအဲ့တော့ကိုယ်လုံးတက်လောက်လည်းပဲကြိုးစားတက်လောက်လည်းပဲအရာထင်ပြီးတော့အောင်မြင်တာမျိုးတွေကိုရရှိသိမယ်လာတက်လာပဲဖြစ်ပါတယ်ဒါပေမဲ့အလုံးနဲ့ပတ်သက်ပြီးတော့အလွန်ကောင်းပါတယ်လို့ဒါပထမဆုံးတဲတော့ကတ်ကနေမိတ်ပေါ့ညာဟောကြားပေးလိုက်ပါတယ်အဲ့တော့ငွေချင်းနဲ့ပတ်သက်ပြီးတော့လည်းပဲအဆင်ပြေမှုတွေရှိလာပါလိမ့်မယ်အဲ့တော့အခုချက်ချင်းကြီးပေါ့နော်ငွေချင်းနဲ့ပတ်သက်ပြီးတော့ ဒါချက်ချင်းကြီးအစင်ပြေသွားတာမျိုးမဟုတ်တော့မှပဲအစင်ပြေနိုင်တဲ့လမ်းကြောင်းပေါ်ကိုရောက်နေပြီလို့ပြောလို့ရပါတယ်ဒါမလို့ငွေကြီးနဲ့ပတ်သက်တဲ့အခက်အခဲတွေကိုပြေလည်အောင်ဖြေရှင်းနိုင်မယ်ဝင်လာစရာရှိတဲ့ငွေကြီးရဲ့အဝင်လမ်းကြောင်းတွေ ပွင့်လန်းလို့လာပါပြီငွေကြေးအတွက်နဲ့စိတ်အေးရမယ်ငွေကြေးနဲ့ပတ်သက်တဲ့အကြက်တဲခက်ခဲတွေကနေပြီးတော့လွန်မြောက်နိုင်ပါပြီခင်ဗျာဒါပြင်ကျန်းမာရေးအတွက်ကိုဆက်ပြီးကြည့်ပေးပါမယ်ကျန်းမာရေးကတော့အကောင်းဆုံးညီမြပါတယ်အဲ့တော့ပုံမှန်အားဖြင့်ရှိပါတယ်ကျန်းမာရေးဟာတအားကြီးကောင်းနေပါတယ်လို့လည်းမဟုတ်သလိုတအားကြီးညံ့နေတယ်လို့လည်းပဲမဟုတ်ပါဘူးပုံမှန်အားဖြင့်ရှိတယ်လို့တွေးရပါတယ်လူမှုပေါင်းတဲ့ဆက်ဆံရေးပိုင်းနဲ့ပတ်သက်တဲ့အခြေအနေကိုပြောပါပါမယ်လူမှုရေးပိုင်းတွေမှာတော့အဆင်မပြေတာမျိုးတွေဖြစ်တတ်ပါတ ယ်အထူးသဖြင့်တော့ဒါသူများရဲ့ဂျားတဲ့ကကိစ္စတွေမှာဝင်မပါပြီးပါစေနဲ့ဥမာလင်မယားဂျားတို့သမီးသားဂျားတို့သူများရဲ့မိသားစုဂျားတဲ့ကိုကိုဝင်မပါပြီးပါစေနဲ့အဲ့တော့ဘာပဲဖြစ်ဖြစ်လူမှုရေးနဲ့ပတ်သက်ရင်တော့နည်းနည်းလေးညံ့တယ်ဆိုတာကိုတွေ့ရပါတယ်။နောက်ပညာရေးနောက်ဘာသာရေးအတွက်ပို့ကြည့်ပေးပါမယ်။အဲ့ဒီဘက်မှာအားနည်းနေတယ်လို့တွေ့ရပါတယ်။ ပညာရေးပိုင်းနဲ့ပတ်သက်တဲ့ဆောင်ရွက်ချက်တွေမှာချွတ်ချော်မှားယွင်းမှုတွေရှိတတ်တယ်လို့ဘာသာရေးပိုင်းနဲ့ပတ်သက်တဲ့လိုအပ်ချက်တွေလည်းရှိတတ်ပါတယ်အထူးဖြင့်ဆရာသမားလိုပုံကိုယ်တွေကြီးခဲ့တဲ့ပုံကိုယ်တွေနဲ့အဆင်မပြေတာမျိုးတွေဖြစ်တတ်တဲ့လာပိုင်းကိုရောက်နေတာဖြစ်တဲ့အတွက်ကြာသာဝေးသားမိများနေတဲ့ ခရီးဆိုင်ပါလို့မှာကြားလို့ပါတယ်ခင်ဗျာခရီးနဲ့ပတ်သက်တဲ့အကြောင်းလေးစာကိုကြည့်ပေးလိုက်ပါတယ်ခရီးနဲ့ပတ်သက်တဲ့အကြောင်းလေးစာရည်ဖြစ်ပေါ်စေတတ်ပါတယ်ကောင်းသောခရီးတွေသွားတတ်တယ်သွားပြစ်လာပြစ်တဲ့ခရီးသွားရလာရတဲ့ခရီးတွေနဲ့ပတ်သက်ပြီးတော့လည်းပဲစိတ်ချမ်းသာရပါလိမ့်မယ်အဆင်ပြေရပါလိမ့်မယ်ခင်ဗျာအဲနောက်တစ်ခုကတော့ရန်အတိုက်ခိုက်နဲ့ပတ်သက်တဲ့အခြေအနေပါရန်အတိုက်ခိုက်တွေကိုအောင်မြင်စွာဖြတ်ကျော်နိုင်ပါလိမ့်မယ်မပြောပါတော့တဲ့အခက်အခဲလေးတွေအတိုက်ခိုက်လေးတွေပြဿနာလေးတွေကို ပြည်လည်အောင်ဖြည့်ရှင်းနိုင်ပါလိမ့်မယ်အားလုံးအဆင်ပြေပါလိမ့်မယ်ခင်ဗျာကြတာကတော့ကြာသာဝေးသားမိများတွေဒါအဲပြည်ပြည်စုံစုံလေးပေါ့နော်လိုအပ်တာလေးတွေကိုတခုချင်းတက်ကတ်ချင်းကြည့်ပြီးတော့ကျွန်တော်ဟောပြောပေးတာပါအဲ့တော့နောက်တစ်ချိန်တဲတော့ကတ်ထပ်ချိုးပြီးတော့ကြာသာဝေးသားမိများတွေဘလို့ကံအကွင့်လန်းကောင်းနေ ကြုံတွေ့ရရှိနိုင်အောင်မလဲ။နောက်ဘလို့ရရရတွေကိုဆောင်ရဲတင်ပါတယ်ဆိုတာကိုအကြံပြုလမ်းညွှန်ပေးပါမယ်။ကျွန်တော်ရဲ့မိတ်ဆွေများကကျွန်တော်ရှိမှာတဦးချင်းတယောက်ချင်းဗီဒီယိုမေးမြန်းခြင်းတယ်ဆိုရင် TikTok ဘိုင်ယိုမှာ Viber Telegram ဖုန်းနံပါတ်တွေတင်ထားတာရှိပါတယ်။အဲဒီကနေဆက်သွယ်ပြီးတော့ကြိုတင်စာရင်းပေးပါဗီဒီယိုမေးမြန်းလို့ရပါတယ်ခင်ဗျာ။တဝူးချင်းတယောက်ချင်းရဲ့ဗီဒီယိုငိမ်းကန်းကိုတွက်ချက်ပြီးတော့လိုအပ်တဲ့ဗီဒီယိုဟော့စတာတွေကိုကျွန်တော်ပို့ပေးပါမယ်။နောက်တိလိုတဲ့မေးလိုတဲ့အကြောင်းအရာတွေကို ဖြည့်ပေးဟောပေးတယ်။ဒါလိုအပ်တဲ့ရေတရာတွေကို အကြံပြုလမ်းညွှန်ပေးပါတယ်။ညံမှုသောပါတဦးကိုနှစ်ပေါင်းချက်ယူပါတယ်ခင်ဗျာ။ရန်ကုန်မှာရှိတဲ့ကျွန်တော်ရဲ့မိတ်ဆွေများတွေအခုလိုဝင်မာလလာစားပိုင်းမှာကျွန်တော်ရန်ကုန်မှာရှိပါမယ်။ကျွန်တော်နဲ့အပြစ်မှာလူတွေ့ဒါတွေ့ဆုံမေးမြန်းခြင်းနဲ့မိတ်ဆွေများကကျွန်တော်ကိုကြိုတင်ဆက်သွယ်စီရင်ပေးပြီးတော့လာရောက်တွေ့ဆုံတာမေးမြန်းလို့ရှားပါတယ်ခင်ဗျာ။နောက်တစ်ခုကတော့ ကျွန်တော်နာမည်နဲ့ဘေးရင် application လေးလောက်ထားတာရှိပါတယ် Play Store မှာစောရန်ထွန်းဆိုတဲ့နာမည်ကိုရိုက်ပြီးတော့ကျွန်တော်ရဲ့ဘေးရင် application လေးကို download ဆွဲကနေ့စဉ်ပုံမှန်ကျွန်တော်တင်ဆက်ဟောပြောပေးနေတဲ့ daily ဟောတွေကိုနေ့စဉ်ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်ဒါပြင်တပတ်စာဟောစတန်တွေအခုလိုတစ်လစာဟောစတန်တွေတစ်နှစ်စာဟောစတန်တွေကိုလည်းပဲတနေ့ရက်ထဲမှာတစုတည်းတစီတည်းဝင်ရောက်ကြည့်ရှုပါရှုနိုင်ပါတယ်အဲ့တော့ကျွန်တော်ရဲ့ video application လေးကိုအမြဲအားပေးကြည့်ရှုတဲ့မိတ်ဆွေများကိုကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ ဒါအရေးကြီးတဲ့မေးခွန်းတစ်ခုကိုဒါဖြည့်ပေးဟောပေးပါမယ်အဲ့တော့ DL post out မှာပေါ့နော်ကျွန်တော်ရဲ့ application လေးကို download ဆွဲထားတဲ့ဟာလေးကို screenshot လေးရိုက်ပြီးတော့ကိုသိလိုတဲ့မေးခွန်းတစ်ခုကိုမေးမြန်းလို့ရပါတယ်အဲ့ဒါကိုကျွန်တော်ကအင်္ဂါဝိဇာသို့မဟုတ် terror card နဲ့ကျွန်တော်ကြည့်ပြီးတော့ပြန်ပြီးတော့ဖြည့်ပေးဟောပေးပါမယ်အဲ့တော့ဒါကျွန်တော်ရဲ့မိတ်ဆွေများအတွက်ကိုကျွန်တော်ကတတ်နိုင်တဲ့ဘက်ကနေပြီးတော့ကျေးဇူးတုံ့ပြန်ပေးခြင်းပဲဖြစ်ပါတယ်ခင်ဗျာကဲတော့အခုဆက်ပြီးတော့ ကြာသာပေးသားမိများတွေနောက်တစ်ကြိမ်တဲရော့ကတည်းကျွန်တော်တက်ပြီးတော့ချိုးကြည့်လိုက်ပါပြီကြာသာပေးသားမိများတွေ ခုကျွန်တော်တဲရော့ကတ်ချူလိုက်တဲ့နံပါတ်ပုံရဆိုလို့ရှိရင်ဒီအခုနိုဝင်ဘာလထဲမှာပေါ့နော်မတင်မတာတွေမမျော်လင့်တာတွေအံ့အားသင့်ပွဲအဖြစ်ပြက်တွေကိုကြုံတွေ့ရတတ်ပါတယ်အဲ့ဒီအခြေအနေတွေဟာကောင်းတဲ့အခြေအနေတွေလည်းကြုံရတတ်သလိုဆိုးတာလေးတွေလည်းပဲရှိတတ်ပါတယ်ဒါပေမဲ့အဆိုးအညံ့လေးတွေပြဿနာလေးတွေကြုံလာခဲ့ပြီဆိုလည်းပဲသိတော့စိတ်မပူပါနဲ့ဘယ်ပြဿနာဘယ်ခဲခဲပဲဖြစ်ဖြစ်ဒါတခဏအတွင်းမှာပဲအလိုလို ပြည်လည်သွားနိုင်လိမ့်မယ်လို့တွေးရပါတယ်အဲ့တော့ဒီလာပိုင်းအတွင်းမှာနည်းနည်းလေးပေါ့နော်ဒါစိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့ခယူဆိုင်ပါတိတ်ပြီးတော့ခေါင်းရှုံမခံပါနဲ့စိတ်ရှုံမခံပါနဲ့စိတ်ကိုပျော့ပျော့ရှင်ရှင်ထားပါကြီးကြီးလင်းလင်းဖြစ်အောင်နေပါအဲ့တော့ပြဿနာတွေရှိခဲ့မယ်ဆိုရင်ဘယ်ပြဿနာတွေတည်းမှာပဲဖြစ်ဖြစ်ကိုကဝင်မပါပါနဲ့ကိုကကိုနေတတ်အောင်နေပါဒါလေးတွေကိုကျွန်တော်မှာကြားလို့ပါတယ်ခင်ဗျာအဲ့တော့ကြာသာဝေးသားမိများတွေဆောင်ရွက်ရမယ်ရေရရာကတော့ ေးမဲ့လွတ်ပေးပါ အလွယ်ဆုံးကတော့ငားလွတ်လို့ရတယ်နှက်လွတ်လို့ရတယ်ကိုတတ်နိုင်သလောက်လွတ်ပေးပါဒါဆိုကိုယ့်ရဲ့ကံတွေလက်တွေပွင့်လာပါလိမ့်မယ်ခင်ဗျာအဆုံးထိကြည့်ပြတဲ့အတွက်ကျေးဇူးတင်ပါတယ်အခုမှ comment လေးတွေရေးခဲ့ပါအောင် like share လေးတွေနဲ့အားပေးခဲ့ပါ